ဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။ဆိုတော့ဒီနေ့ရွေးချယ်ထားတဲ့အကောင်းစဉ်လေးရတော့မှန်သောအကျိုးစီးပွားသည်ရောက်ရည်သောစိတ်ဆိုတဲ့ကောင်းစဉ်လေးနဲ့ကျွန်တော်ဝင်နှောက်ဖို့ဖြစ်ပါတယ်။တိမောသေဩဝါဒစာပထမဆုံးခန်းကြီး6ငယ်3ကနေကြည့်တဲ့အခါမှာချမ်းသာသောဩဝါဒကိုသင်ပြီး၍ငါတို့သခင်ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သောစကားကို၎င်းဖျားဝတ်၌မွေးလျောခြင်းနှင့်အညီဖြစ်သောဩဝါဒကို၎င်းဝန်မခံသောသူမည်ဒီကဆိုတော့ဒါအရင်အာအသင်းတော်တွေမှာကြောက်ရွံ့ကောင်းတယ်ဒီတိမောသေဩဝါဒစာဆောင်မှာကျွန်တော်စင်ချင်းပြီးတော့မှဒီလိလာရတဲ့အခါမှာဒါကိုအမြဲတမ်းနဲ့တမန်တော်ရှင်ပေါ်လို့က သူရဲ့ဒီတားတဲ့ဘက်တိမောသေးလို့အမြဲတမ်းပြောပြတယ်ဒီမှားရင်းနဲ့ဩဝါဒမိစ္ဆာယူဝါဒရှိတဲ့သူတွေကတခင်ယေရှုရဲ့စင်ကြယ်တဲ့တမန်တော်ဩဝါဒကိုသူတို့ဘာမလုပ်လဲဆိုလက်မခံပြီးတော့တဲ့ဘာလို့ပဲသူတို့ပြောလဲဆိုလို့ရှိရင်ဖျားဝတ်နိုင်မွေလျော်တယ်ဆိုပြီးတော့ဖျားကိုကိုးကွယ်တဲ့အရာတွေမှားရင်းတဲ့အရာတွေသူတို့သင်ပေးကြတယ်ဆိုတဲ့ဥစ္စာပြောတယ် ဲ့လိုမှားယွင်းတဲ့အရာသခင်ယေရှုရဲ့စစ်မှန်တဲ့ဩဝါဒကိုလက်မခံတဲ့သူဆိုလို့ရှိရင်ဒါပါပဲလေဆိုလို့ရှိရင်မိစ္ဆာပရိုဖက်ပဲဒါကိုကျွန်တော်တို့နားလေရမယ်အဲ့လိုလူတွေကတဲ့ဒီစစ်မှန်တဲ့ဩဝါဒကိုဝန်မခံတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့အငယ်လေးကိုရောက်လာတဲ့အခါမာနနဲ့ရစ်မှု၍အလင်းနားမလဲပဲပု္ပ္ပာအမေးကိုဆွေးနွေး၍စကားကြောင့်သာငင်းခုန်သောအဖြစ်စိတ်ပို့သောသူဖြစ်ကြ သူတို့ဘာပဲလုပ်လဲဆိုလို့ရှိရင်ရှောက်ပြိုးတယ်ပြီးတော့မှမိကုန်းနေမိပြီးတော့မှသူတို့စိတ်သက်သာရဖြီကြအဲ့ဒါတဘောကသူတို့ဘာလဲဆိုလို့ရှိရင်ဖျားကိုကိုးကွယ်တာငါတို့အကျိုးစီးပွားဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပြောပြဒါမဲ့စစ်မှန်တဲ့အကျိုးစီးပွားအဲ့ဒါမဟုတ်เนาะမာနနဲ့ရွံ့မှုရဲ့အလင်းနားမလဲပဲပု္ပ္ပဆာအမေကိုဆွေးနွေးရဲ့စကားကြောင့်သာ ်ငင်းခုံသောအပြင်စိတ်ပေါ်တော်သူဖြစ်ဖြစ်၏ထို့သို့ပြုလျင်ညူစုခြင်းရန်တွေ့ခြင်းသူတည်ကိုရှုံချခြင်းမနာလိုသောကြံစီခြင်းစိတ်နှလုံးယူရင်း၍တမာတရားနှင့်ကင်းသောသူတို့၏အချီးအနှီးဆွေးနွေးခြင်းဖြစ်တတ်ကြ၏ဘာမပါလာဘူးလဲဆိုလို့ရှိရင်အဲ့မှာညူစုတယ်ရန်တွေ့တယ်ပြီးတော့မှသူများရဲ့အတည်ပြအောင်ပြောမယ်ဒါမျိုးတွေပါလာတယ် စိတ်သဘောထားကလည်းမမှန်တော့ဘူးကျွန်မနာလိုတဲ့စိတ်တင်နဲ့သူကကြိုတင်ကြံစီပြီးတော့မှပြောတဲ့အရာတွေသူတို့စိတ်ထဲမှာဘာမှရှိဘူးလေဆိုရင်တမာတရားမရှိဘူးဘာကြောင့်လဲဆိုလို့ရှိရင်စစ်မှန်တဲ့သွန်သင်ထားတဲ့အရာသူတို့ထဲမှာမရှိဘူးဆိုတော့တွေးရတယ်ဒီနေ့လေကျွန်တော်တို့အသင်းတော်တွေမှာဒီပြဿနာအမြဲတမ်းရှိပါတယ်ဆိုတော့တကယ်စစ်မှန်တဲ့ခရစ်တော်ရဲ့ဩဝါဒကိုကျွန်တော်တေချာလေ့လာမယ်ဆိုလို့ရှိရင်ဒီတမာကျမ်းထဲမှာအကုန်လုံးပါတယ် မာဓမသစ်ကျမ်းတစ်ခုလုံးကျွန်တော်တေချာလေ့လာကြည့်မယ်ဆိုလို့ရှိရင်တေချာကျွန်တော်ဖတ်မယ်ခံယူမယ်ဓမ္မဟောင်းလည်းပါပါတယ်တေချာနှုတ်ကွက်တော်ခြုံငုံပြီးဖတ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဘုရားသခင်တုံတင်ထားတဲ့ဩဝါဒကျွန်တော်တို့ဘယ်လိုနေထိုင်သက်ရှင်ရမယ်ဆိုတဲ့အရာလောကမှာရှိနေတဲ့အရာတွေဘယ်လိုအသုံးပြုရမယ်ဆိုတဲ့အရာအကုန်လုံးပါတယ်ဆိုတာတွေ့ရတယ်။အခုသူတို့ရဲ့အရာအားမဟုတ်ဆိုတော့ဘုရားကိုကူးကွယ်လို့ရှိရင် ်ကောင်းစားမယ်ငွေရမယ်အကျိုးစီးပွားဖြစ်မယ်ဆိုတဲ့အရာတွေကိုပဲပြောပြတယ်သူတွေဖြစ်နေတယ်ဆိုတော့အဲ့လိုမက်လုံးပေးပြီးတော့မှတွန်တင်ကြတယ်အဲ့ဒါအဲ့ဒီခေတ်ကလေးကအသင်းတော်ထဲမှာရောက်နေတယ်ဆိုတော့ကျွန်တော်နားလေရတယ်သူတို့ဘာထက်ပြောလဲဆိုလို့ရှိရင်ဖျားဝန်း၌မွေလျောခြင်းဒီအကျိုးစီးပွားဖြစ်သည်ဟုသူတို့ဒီစိတ်ထင်ကြ යි ထို့သို့သောသူတို့ကိုရှောင်လို့အာ သူတို့ပြောနေတဲ့အရာတွေကဖယားကိုကိုးကွယ်တာဘာဖြစ်လာလဲဆိုလို့ရှိရင်ငါတို့အတွက်အကျိုးစီးပွားစီးပွားလက်လာပါကောင်းပြီးတော့မှစီးပွားတက်မယ်ဒီလိုပြောတယ်ဖယားသားသမီးကကျန်းစာထဲမှာဖယားသခင်ကောင်းကြီးပေးတဲ့အတွက်သူ့ရဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်နေဆိုတဲ့အရာရှိပါတယ်ဒါကဘာဦးကျန်ခန်းကြီး39ရဲ့မှာယောသဘက်မှာ ဖျားရှိတဲ့အခါမှာရောသက်လှုပ်ဆောင်မရမအောင်မြင်ရတော့ခွင့်ပေးနေဆိုတဲ့အရာဒါရှိတယ်။ပြီးတော့မှစာလင်ကျမ်းထဲမှာဆိုလို့ရှိရင်ဟိုဖျားစကားကိုနားထောင်နေသူဖျားဝင်နေမှုလျော်နေသူဒါကလေသူခုနပြောတဲ့ဟိုဘုရားသခင်ကောင်းကြီးခံရမယ့်သူဖြစ်တယ်။မှန်ပါတယ်။ဒါပေမဲ့အခုဒီမှာပြောနေတာဖျားကိုကိုးကွယ်တဲ့အချိန်မှာကိုယ့်ရဲ့ဒီအကျိုးစီးပွားဆိုလောကနဲ့သက်ဆိုင်တဲ့အရာတွေ အောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အရာကိုသူကအရင်မိမောက်ထူပြီးပြောနေကြတယ်အကေရွေးဖျားကိုကိုးကွယ်လို့ဒုက္ခတွေခက်ခဲတွေပြဿနာတွေဖြစ်လာတယ်ဆိုရင်ရောသူတို့ပြောနေတဲ့ဩဝါဒနဲ့ဆန့်ကျင်မဲ့ဖြစ်သွားပြီကျင်းစာထဲမှာကနှစ်ခုစလုံးပါတယ်ဘုရားကိုကိုးကွယ်တဲ့အတွက်ကြောင့်မလို့ကောင်းကြီးမင်္ဂလာခံရတယ်အောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အရာတပိုင်းပါတယ်လို့ နောက်တစ်ပိုင်းကဖယောင်းကိုကိုယ်တွေအတွက်ကြောင့်မလို့လောကထဲမှာအခက်အခဲဒုက္ခပြဿနာတွေလည်းရှိနိုင်တယ်။ဒါပေမဲ့သူတို့အဲ့ပိုင်းကိုခြံထားခဲ့လိုက်။အဲ့ဒါပါလဲဆိုလို့ရှိရင် half truth ပဲဖြစ်တယ်။တဝက်တစ်ပြက်တမာတရားလို့ခေါ်တယ်။အဲ့ဒီတဝက်တစ်ပြက်တမာတရားဒီမိစ္ဆာပဲ။ဘာကြောင့်လဲ။စာရင်ကအမြဲတမ်းတမာတရားကိုဖြတ်တောက်ထားတယ်ဆိုတာတွေ့ရ ဆိုတော့တခင်ယေရှုသွေးဆောင်တဲ့နေရာမှာတော့မှ60ခုမြောက်သောစာလံလေးကသူထုတ်နှုတ်ပြီးတော့မှကောင်းကင်တမန်တွေမင်းအတွက်မှားထားတယ်ခုန်ချလိုက်ပြီးမှန်တော့ဘောကနေမင်းရဲ့ချီကိုကြောက်နေမထိမခိုက်စေဖို့အတွက်သူတို့ကမင်းကိုလက်နဲ့မဆာချီပင်းကြလိမ့်မယ်လို့ပြောတာဖခင်တော့လူဇာတိလာခန်းနဲ့ဖခင်တော့သူကမလုပ်လဲဆိုလို့ရှိရင်အဲ့ဒီလိုသွေးဆောင်ခင်ယေရှုကပြန်ပြောတယ်နောက် အစုံစမ်းမပြုတ်နိုင်မင်းလာပြီးတော့ငါ့ကိုမစမ်းပါနဲ့အဲ့ဒီနှုတ်ကပတ်တော်ဆိုတာငါ့အာဖြင့်ဖြစ်လာတာငါတုံတင်ထားတဲ့အရာတွေဖြစ်တယ်ဆိုတာကိုပြန်ပြောပြတယ်ဆိုတော့ခုံချလေရနိုင်လို့တုံတင်ထားတာမဟုတ်သွားလေရရနိုင်လို့တုံတင်ထားတာဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်စာရင်ရဲ့အလုတ်ကနှုတ်ကပတ်တော်ကိုဘာလို့လဲဆိုလို့ရှိရင်ဖြတ်တောက်ထားတယ်ပြီးလို့ရှိရင်ပေါင်းထည့်ထားတယ် RNA ဝမှာလေဒီလိုပဲဆိုတော့ ဒီဘင်းအသီးကိုမစားနဲ့ဖခင်ပြောထားတယ်စားတဲ့နေ့မှာအေကမန်တေးရမယ်မွေတွေကနေမာနကဝင်လာပြီးတော့မှမင်းတို့စားလိုက်ဖခင်နဲ့တူပြီးတော့မှတေးရမည်မဟုတ်မဟုတ်ဆိုတဲ့အရာလေးကိုပေါင်းထည့်လိုက်ဒါကြောင့်နှုတ်ကပတ်တော်တမန်တရားကိုဖြတ်တောက်တာပဲဖြစ်ပေါင်းထည့်တာပဲဖြစ်အဲ့ဒါဒီစားရင်လို့ဖြစ်တယ်အခုလေဒီသွန်သင်နေတဲ့သူတွေကတပွက်ပဲပြော အာဖျားကိုကိုးကွယ်ရဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင်အောင်မြင်မယ်တိုးတက်မယ်ကြီးပွားမယ်ချမ်းသာမယ်ဒါဝိဒ်တို့ပြောတယ်ဆိုတော့နားထောင်နေသူကကောင်းတာပေါ့နားထောင်လို့ကောင်းကြတာပေါ့အကယ်၍ယုံကြည်ခြင်းအတွက်နှုတ်ကပတ်တော်အတွက်ခရစ်တော်အတွက်ဒုက္ခခက်ခဲပြဿနာတက်လာပြီဆိုလို့ရှိရင်အဲ့ဒီလူတွေကတမာတရားတပွက်ကိုပဲရတဲ့အတွက်ကြောင့်ဟာဒါဆိုငါတို့မှားနေပြီဟာဒါဆိုငါတို့ဖျားနာကိုကိုွယ်တာမှားနေပြီလားဆိုတော့သူတို့ကမိခွန်းနဲ့အများကြီးဖြစ်သွား တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်စုံစုံလင်းလင်းသွန်သင်တတ်ဖို့လိုတယ်ဒီမှာရှိတဲ့သူတွေကတော့ဒီလိုမသွန်သင်ဘူးတဝက်တစ်ပြက်ပဲသွန်သင်နေဆိုတော့ပြောပြတယ်ဒါပေမဲ့ထပ်ပြီးတော့မှသွန်သင်ထားတဲ့အရာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အော်နောက်တစ်ခုကထိုသူတို့ကိုရှောင်တော့ဆိုတော့အဲ့လိုပြောနေတဲ့သူတွေဆိုလို့ရှိရင်တမာတယောက်အပြည့်အဝမပြောဘဲတချမ်းပဲပြောပြီးတော့မှ အဲ့လိုမျိုးတွန့်တင်နေတဲ့သူတွေဘာလို့ပြစ်ပါလဲဆိုလို့ရှိရင်ရှောင်နေတဲ့သူတို့နဲ့အတူမပေါင်းသင်းနဲ့ရှောင်လိုက်ဘာလို့သူတို့မိစာအယူဝါဒကိုတွန့်တင်နေတဲ့သူတွေဖြစ်တယ်ဆိုတော့မှဒီလိုထည့်ပြောပြတာလားဖြစ်တယ်ဆိုတော့တွေ့ရတယ်ထပ်ပြီးတော့တွန့်တင်နေရသည်ရောက်ရေသောစိတ်ပါနဲ့ဖျားဝတ်၌မွေလျောခြင်းသည်ကြီးစွာသောအကျိုးစီးပွားနိုင်အဲ့ဒါပဲ ိုတော့အဲ့ဒါအရင်အရေးကြီးတယ်။ရောက်ရေသောစိတ်ပါတယ်ဆိုတာ။တဘောကဖျားကိုကိုးကွယ်နေရခြင်းမှာအဲ့ဒီအတွင်းထဲမှာဖြစ်နေတဲ့အရာကကြည်နဲ့နေတယ်။အဲ့ဖျားကိုကိုးကွယ်နေတဲ့အတွင်းထဲမှာဖြစ်နေတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကအပြင်းမှာဖြစ်နေတဲ့အခြေအနေပေါ်မှာမမှုတည်နေဘူး။ဆိုတော့အပြင်းမှာဖြစ်နေတဲ့ချမ်းသာကြွယ်ဝမှုကြောင့်လည်း ဝမ်းမြောက်ချင်းရှိပါတယ်ဒုက္ခအစင်းရဲ့ကြားထဲမှာလည်းဝမ်းမြောက်နိုင်အခက်ခဲတွေကြားထဲမှာလည်းအေးအေးဆေးဆေးပဲသူဖြတ်တန်းနိုင်တယ်ပြောချင်တာကလောကမှာဖြစ်ပျက်နေတဲ့အခြေအနေလူတယောက်လောကမှာကြုံဆုံနေရတဲ့အခြေအနေအတွေ့အကြုံသူကဘာမှဖြစ်သွားဘူးလဲဆိုလို့ရှိရင်အခုဟိုကျွေးဝချမ်းသာအကျိုးစီးပွားဖြစ်နေတဲ့အရာတွေဖြစ်စီဆုံးရှုံးသွားပြီမဲ့လေ ဘာမဖြစ်သွားဘူးလဲဆိုလို့ရှိရင်ဖះဝတ်နိုင်မွေးလျော်ပြီဖះကိုကူးကွေခြင်းကဘာမှမဖြစ်သွားဘူးအဲအဲ့ဒါအဲ့ဒါအဲ့ဒါသာမှန်တော့ကူးကွေခြင်းရောက်ရဲတဲ့စိတ်ဆိုတာငါလောကမှာဖြစ်နေတဲ့စိတ်တဲ့အချင်းကြီးကချမ်းသာတာပဲဖြစ်ဖြစ်စိတ်ရပဲဖြစ်ငါအကျိုးစီးပွားဖြစ်တာပဲဖြစ်ငါအကျိုးစီးပွားရောက်တာပဲဖြစ်ဖြစ်ငါ့ရဲ့အထင်းမှာဖះကိုကူးကွေခြင်းကဘာမှပြောင်းလဲသွားတာမရှိဘူးအဲ့ဒါသာတဲ့မှန်တဲ့ အကျိုးစီးပွားဖြစ်တယ်ဆိုမှပြောတယ်။ရောက်ရေးသောစိတ်ပါဖျားဝုန်၌ဝိလျောတာအမှန်ကန်မယ်တပြုပြောတာနော်။ရောက်ရေးသောစိတ်ပါလေဖျားဝုန်၌ဝိလျောခြင်းပြီးကြီးစွာသောအကျိုးစီးပွားမှန်၏။အကြောင်းမူကားငါတို့သည်ဤလောကတည်းသို့အဘေအရာမျှမပွားဘဲလာသည်ဖြစ်၍ထွက်သွားလင်လျေအဘေအရာမျှယူ၍မသွားနိုင်ဟုထင်ရှားလျက်ရှိသို့ဖြစ်၍ စားရင်ဝုတ်ရင်ရှိသည်မြတ်နေရောက်ရဲလျက်နေကြကုန်အံ့။ညကျောင်းဒီနေ့ဒီထိလောက်ပဲ။ဘာလို့ပြောလဲဆိုလို့ရှိရင်ရှိနေတဲ့ကျွန်တော်စားစရာတောက်စရာဒီနေ့ကျွေးထားတဲ့အရာဖယောက်ခင်ကြီးကိုချီးမွမ်း။ငါပီလေးနဲ့မြုပ်တီတို့စရာလေးနဲ့လည်း okay ပါတယ်။ဘာကကောင်းကောင်းမအိပ်ပျော်ရတဲ့အခွင့်ကိုရထားတာလေ။ကျေးဇူးတော်ပါ။အိပ်ပျော်ရတဲ့အခွင့်ရလေ။ကျေးဇူးတော်ပါ။ ဆိုတော့မှုရိုင်းနဲ့မှမှုလေရပါတယ်ကျွန်တော်တို့အစဉ်ပြေတဲ့နေရာလေးမှာအိတ်ကြတာနော်ပြီးမလာလဲရက်ရက်လေးခက်ပြီးတော့အိတ်ရတာပေါ့လေလူကြီးတွေတော့တနာကိုကောင်းတာဒါပေမဲ့အိတ်ပြောဖို့အရေးကြီးဟောရှိနေတဲ့အခြေအနေပုံမှာပဲဖျက်ခင်ဂျေဇုတင်တယ်ရှိနေတဲ့အခြေအနေကိုလက်ခံပြီးတော့မှအသက်ရှင်ခြင်းဟာအရန်ပါဖြစ်လဲဆိုလို့ရှိရင်ကြီးစွာသောအကျိုးစီးပွားဖြစ်တယ်လူကမွေးကလေးကဘာမှမပါလား လောကရဲ့ပြန်ထွက်သွားလို့ရှိရင်ဘာမှမပါပါဘူးဒါလေးကိုသူသိချာသွန်သင်ထားတယ်ပြောပါဘာပြောလဲဆိုလို့ရှိရင်အာသူဖြစ်ပြီးစားရင်ဝတ်ရင်ရှိတဲ့များနဲ့ရောက်ရဲလျက်နေကြကုန်မှာရှိတဲ့အရာမှာကြည်နှက်ပြီးမှအတွင်းထဲမှာညီတဲ့ချင်းနဲ့နေလိုက်ပါတော့ဘယ်အကြောင်းအရာလေးကိုသွားပြီးတော့မှရှင်ကျင်မိလဲဆိုလို့ရှိရင်ဒီအာ အီလီရှဲရဲ့အကြောင်းပေါ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကဟိုတကယ်ခွန်အားရတယ်ကျွန်တော်တက်တာထဲမှာဆိုတော့ဒီရှူရီရဲ့ဘူနီမဲကြီးပေါ့ဘူရုပ်နီမဲကြီးရနူနာဆွဲအဲ့ခေတ်တော့နူနာဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအာဒါလူလူဘဝအဆုံးပဲဒါမဲ့ तू ကချင်းနေမဆိုးသေးဘူးပေါ့ နော်ဘူချုပ်နေရမှာရှိနေသေးရောအဲ့သူအိမ်မှာလောလောနေနေကျွန်မလေးကပြောပြလိုက်အဲကျွန်မတို့တိုင်းပြည်မှာ profession ဖေးဟာရှိအဲ့ဒါဘူချုပ်ကြီးသွားလို့ရှိရင်တော့အဲ့ဒီမှာပျောက်နေတယ်အဲ့တော့ယုံပြီးသွားတယ်နော်အဲ့ဒါလည်းဟိုစီရယုံပြီးသွားတဲ့အခါကျတော့ရောက်သွားရောက်သွားတော့ရှင်ပြင်းကိုသွားတွေ့အဲအဲ့ဒီရှူရီဘူချုပ်ဆိုတာနည်းနည်းရတော့မဟုတ်ကျန်တဲ့တိုင်းပြည်ကြီးကိုတိုက်ခိုက်ပြီးတော့မှအောင်မြင်တဲ့ပုံကို ရှူရီတိုင်းပြည်ဆိုတော့သူကြောင့်နာမည်ရပြီးတော့မှအောင်မြင်နေတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဘူချုပ်စွမ်းရည်နဲ့စစ်တိုက်တဲ့နေရာမှာအရန်တော်လို့ဖြစ်တယ်ဆိုတော့ကိုတွေ့ရတယ်။ဆိုအာနာကြီးတယ်။ဆိုတော့အဲကြောင့်ရှင်ဘီရရေးပေးလိုက်တာ။ရှူရီရှင်ဘီရအီဒီလက်ရှင်ဘီကိုရေးပေးလိုက်။အားဘူချုပ်ကိုကောင်းအောင်ပြန်လုပ်ပေးလိုက်၊နူနာပြန်ကောင်းအောင်လုပ်ပေးလိုက်ဆိုတော့အားအဲ့မှာအီဒီလက်ရှင်ဘီကစိတ်ဆိုးတာငါဖျားမှမဟုတ်တာမလုပ်နိုင်ဘူးဆိုတော့အဲ့ဒီတဲ့င်းကို အီလီရှေအကြားပြီးတော့မှကဲလွတ်လိုက်ပါလို့ပြောတယ်။လွတ်လိုက်တော့နီမန်ကရောက်သွား။ရောက်သွားတော့အီလီရှေကသူ့ကိုယ်နဲ့ထွက်မတွေ့ဘူး။နည်းနည်းချီရေပေါ့နော်ဒီခေတ်စကားနဲ့ပြောလို့ရှိရင်မာနကြီးကြလား။အမှန်တကယ်တော့ဖျားပြောတဲ့စကားကိုလူလစ်ပြီးပြောလိုက်တာ။ဘသူ့ကိုပြောလူလွတ်လိုက်လေတော့မသိဘူး။ဒါကျွန်တော်အထင်ရတော့သူ့ကျွန်ဂီဟာစီကိုလွတ်ပြီးပြောလိုက်တာဖြစ်နေတယ်။ ဒါလေးဘမှာတွေ့ရလေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဓမ္မညာဆိုရင်သတ္တတော်ခန်းကြီးငါထို့ကြောင့်နေမသည်မြင်းစည်းယထာကိုစီး၍အိလိရှဲအိမ်ရှိမှယက်နေဤအိမ်ရှိကိုရောက်နေပြီဒါကြတော့အော်၄၅ငယ်၉ကနေဖတ်တာဖြစ်တယ်တစ်စေမှာကြတော့အိလိရှဲကသင်သည်တွား၍ယော်ရန်မြင့်၌ခုနှစ်ကြိမ်တိုင်အောင်ရီချိုးလို့ အသာပြောင်း၍တန့်ရှင်းလိမ့်မည်ဟုလူကိုဆေလွတ်၍ပြောစီအကိုရင်တော့ထွက်လာဘာလို့လဲအိမ်ထဲကနေပဲလူလွတ်ပြီးတော့မှပြောလိုက်တယ်ဘသူမှန်းကျန်းစာရမှာမပြောဘူးအဲ့ကျွန်တော်အဲ့ဒါကိုကြည့်တော့လေဖခင်ရဲ့လူကြီးหนีတဲ့လက္ခဏာကလေအံ့ဩရကောင်းတယ်တချို့မှုလိုဆောင်လို့ပြောတဲ့သူတွေကလည်း ဒီလိုယာရုယာခင်ကြီးတဲ့သူတွေတွေ့ရဆိုလို့ရှိရင်ဖျားဖျားတလေးလိုက်ပြီးတော့မှပေါင်းသင်းဆက်ဆံရတာသူတို့မှာအလုတ်တစ်ခုပြအဲ့လိုလူမျိုးတွေနဲ့တွေ့တဲ့အခါမှာအလို့ဂုံတီးရှိပေါ့လေယာရုယာခင်ကြီးတဲ့သူတွေနဲ့ဆိုလို့ရှိရင်ဟိုလူကောင်တွေဖားပြီးပေါင်းရတဲ့အနေအထားမျိုးဆိုလို့ရှိရင်တိတာလုံးနေလူရှိမှာသူတို့ပေါင်းသင်းဆက်ဆံလုတ်ကင်သွာလာနေတဲ့အရာတွေ အဲ့လိုအမှုတော်ဆောင်တွေလည်းအများကြီးပဲကျွန်တော်ပြောတာအဲ့လိုမျိုးမလိုပါဘူးပုံမှန်ပဲလीเนาะဂျန်တဲ့သူတွေကိုဆက်ဆံတယ်လို့ပုံမှန်ပဲဆက်ဆံသွားလို့ရှိရင်ရပါပြီကျွန်တော်အားလုံးဖျားသားသမီးတွေသူလေခရစ်တော်ကိုကယ်တင်မရှိပြီးယုံကြည်လက်ခံနေဆိုလို့ရှိရင်လောကမှာဘုရားသခင်ကသူ့ကိုအချိန်ဒီတစ်ခုပေးထားတယ်ဆိုပေမဲ့ဖခင်ရဲ့အရှိမကျွန်တော်တို့ဒန်းတူပဲလीเนาะကျွန်တော်တင်းတော်တွေမှာဆိုလို့ရှိရင်အတူတူပေါင်းသင်းဆက်ဆံလို့ရပါတယ်ဒီလိုလုပ်ကြပါเนาะဆိုတော့ ဘာဖြစ်လို့လဲဆိုတော့တို့ကတ်ပြီးတော့မှဟိုဘလို့ပေါ့လေတို့အခွင့်အရေးလေးဘာလို့များရမလားဆိုပြီးတော့လောက်ကြတာလည်းဖြစ်ဖြစ်မှာကျွန်တော်လည်းနားမလည်ပါရလေးတော့ဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒီကဏ္ဍကိုသိတော့မသိဒါပေမဲ့မြင်ရတယ်အချို့အချို့မှုတော်ဆောင်တွေလို့ပြောတဲ့သူတွေမြင်နေရတယ်ကြားရတယ်ဆိုတော့အဲ့မှုတော်ဆောင်တွေကတောင်းတာလည်းကျမ်းတယ်ဘယ်လိုလဲအဲတိရတယ်ဆိုတော့ဒါမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေရှိတယ်ဒီမှာကျွန်တော်နှုတ်ကပတ်တော်မှာပြောတွေ့ရတယ်အင်းလီရှယ် အမှုတော်ဆောင်ကြီးဘုရားသခင်လူကတော့အဲ့ဒီလိုအာအဲ့ဒီအချိန်ခါမှာတကယ်ဟိုတိတ်တိတ်ကျဲတောင်းဝန်ရှိတဲ့သူထွက်တောင်မတွေ့ထွက်တောင်မတွေ့ဘူးဆိုတာဟုတ်อีดีละไตปีมาရှင်ပြင်ရဟိုမှာဘာလို့လို့ဘာကံရမှမသိပဲနဲ့အာသူကသူအဝတ်တွေဆွဲဖြေးပြီးတော့မဖျားသခင်ကိုဝိုင်းဆိုပြီးတော့မငါ့ကိုလာပြီးရန်စနေပြီဆိုအော်နေလို့သူကခေါ်ပြီးတော့ဒီပြဿနာကိုဖြေရှင်းပေးလိုက်ရတာတကယ်လို့ဖျားဖြေရှင်းပေးတာကိုသူကတဆင့်ကံပြောလိုက်ရလို့ ဆိုတော့တွားလိုက်ပါမျိုးရော်ရမြစ်မှာရေခုနှစ်ချိန်ဟိုမြုပ်ကြီးထကြီးပြန်လှုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်မြေပြန်ကောင်းသွားမယ်။ဟိုနေ့တော့ပြောတယ်။နေမန်တော့ပြောတယ်နေမန်ပြောလဲဆိုနေမန်ကလည်းကပြီ prophet ကြီးထွက်လာပြီငါအနာမှာရက်ရက်မိမိဖျားသခင်ထရော့ဖျားကြီးနာမကိုခေါ်၍မိမိလက်နဲ့သုံးသက်သဖြင့်နူနာကိုပျောက်စင်မြူငါထင်၏။နေမန်လည်း သူသွားတဲ့နေရာတိုင်းမှာသူများကသူ့ကိုအဲ့လိုမျိုး favor ပေးတယ်ထင်ပါတယ်။ဆိုတော့ငါလာလို့ရှိရင်တော့ငါ့ကိုလက်လေးနဲ့ဆန်းသက်မယ်။ဟိုလေလာကြည့်။အိုးလူဖြစ်တာတော့ဘာညာပေါ့လေ။အဲ့လိုမျိုးများပြောမလားပေါ့လာကြည့်။အိုးအဲ့ဒါဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့စကရောဖော်ရောလေးနဲ့ပြောမယ်တင်တာ။မဟုတ်အီလီရှေကတော့လူရင်းနဲ့ပုံမှန်လေးလေးပဲဒဲ့ပဲသွားကွာ။အိမ်မှာသွားရီချိုးလိုက်ခုနကနှုတ်ဟိုမြုပ်ကြည့်ပေါ်ကြည့်လောက်လိုက်လို့ရှိရင်မင်းကောင်းသွားမယ်လို့ပြောတဲ့အခါမှာသွားစိတ်တူပြီးမသွားခြင်း။အဲ့ဒါမာနာ။နော်မာနာကိုလာကြည့်တော့ မလုတ်ချင်မလုတ်ချင်တော့ဘာလုပ်လဲဆိုတော့အာအမ်တော်တော့กว่าပေါ့အဲအဲ့လိုပုံစံမျိုးငါတိုင်းကြီးမှာလည်းမြစ်တွေအများကြီးရှိရမယ်အဲအဲ့ဒီတိုင်းငါငါတိုင်းကြီးပြန်မယ်ဆိုတော့အာအဘရေမလုတ်ပါနဲ့ဒီမှာသူတစ်ဖက်ကြီးကဘလူပဲပြောတာအဘရေ73မှာနော်အဘခက်တော်အမှုကိုပြုရမည်ဟုပရိုဖက်စီရင်ရင်ပြုတော်မူမည်မဟုတ်လောရီချူရီတာတန့်ရှင်းခြင်းတို့ရောက်လို့စီရင်ရင်အဘေမြတ်လောက်တာ၍ပြုတော်မူတင်ပါသည်နီးက ဒီတကားဟုရှောက်ကြတော့ဆိုတော့เนาะဆိုတော့အိုးဘာဖြစ်ပါ့အဒီရေချိုးတဲ့မှုတွေရဲ့ဥစ္စာဒါလွယ်ပါတယ်လို့ပြောတဲ့အခါမှာချော့မော့လိုက်တဲ့အခါမှာသူအိမ်မှာသွားလှုပ်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့တကယ်ပြောက်သွားဘလို့မှတ်တမ်းကသူငယ်ရဲ့အသားရေကဲသူကောင်းသွားတယ်လို့ပြောတာဒါကျွန်တော်အလုံးသိပါတယ်နော်ဟာအရင်အရင်ပြောတာနော်ဘလို့မှမပြောက်နိုင်တဲ့ယောဂတကူကဟာဒီမှာကြတော့မှပြောက်သွားတော့ဟာဒီပူချုပ်ကြီးရလीအ တကယ်ယူကျူးပြီးတော့အတွင်းထဲမှာပါပြီးတော့မှဘာလုပ်လဲဆိုလို့ရှိရင်အင်းဒီရှဲစီပြန်လာအင်းဒီရှဲစီဘာဘာပြန်လာလို့လဲဆိုလက်ဆောင်လာပြီးတာဗျအဲ455မှာသူပြီးမှလိုက်တော့သူ့အပေါင်းတို့နဲ့တကွာဖရာသခင်လူထံသူပြန်လာ၍သူ့ရှိနိုင်ရက်လေဤတိလပြီးမှတပါအဘေပြီးနိုင်မှဖရာသခင်မရှိသည်ကိုယခုကျွန်ုပ်သိပါ၏သူဖြစ်၍ကိုရောဤကျွန်လှူသောအလှလက်ဆောင်ခံယူတော်မူပါဟု ်ရှောက်လေအီလီရှဲကလည်းငါကူးကွေတော့ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းမခံမယူရဟုဆိုလျင်ခံယူစေခြင်းကတဖန်တိုက်တွန်းတော်လေငင်းပယ်လျက်နေ၏နိမန်ထပ်ပြီးတော့မှတိုက်တွန်းတယ်ဒါပေမဲ့သူမယူနော်ငါရဲ့ဖခင်အသက်ရှင်တဲ့အတိုင်းတကယ်စစ်မှန်တဲ့ဖခင်ကိုကိုးကွယ်ပြီးတော့မှနေတဲ့သူကဟုတ် သူ့စားဖို့ဝတ်ဖို့သူ့အိမ်လေးနဲ့နေရတာသူ့မှာရောက်ရတဲ့နှလုံးသားရှိတယ်။အဲ့ဒါစစ်မှန်တဲ့အကျိုးစီးပွားဖြစ်နေတာ။အဲ့ချင်းတော့အဲ့ Emperor မှာနာမည်ကြီးပါတယ်ဆိုတော့ဗိုလ်ချုပ်ကြီးကသူ့စီရောက်လာတာတောင်မှအေးစစ်စစ်ပဲ။ဘာကြောင့်လဲ။အဲ့ဒီသူတွေအားလုံးထက်ပူကြီးမြတ်တဲ့ဖះရနဲ့သူနေနေတာအဲ့ဒီကြီးမြတ်တဲ့ဖះရောက်သူဘာလုပ်နေတာလဲဆိုလို့ရှိရင်ကိုးကွယ်နေတာအဲ့တော့သူ့ထဲမှာရောက်ရဲတဲ့စိတ် ိဖေးရနဲ့နေနေရတာပေါ့အတွင်းထဲမှာရောက်ရဲပြီးကျဉ်နှက်နေတဲ့ရံအဲ့ဒါကျွန်တော်တို့သင်ယူရမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရအဲ့ဒါကျွန်တော်တို့နားလေရဖျားကိုကိုးကွယ်လို့အကျိုးစီးပွားရမယ်ဆိုတာအခုကလူမျိုးတွေပေါ့အခုကမှားရင်းဆိုတာတုံသင်တဲ့သူမျိုးတွေဆိုလို့ရှိရင်နေမန်ပေးတဲ့တစ္စည်းဥစ္စာဒီဘုจုတ်ကြီးပေးတဲ့တစ္စည်းဥစ္စာဘုจုတ်ကြီးထက်ရအောင်မလားဆိုပြီးတော့ပုံစံနဲ့လာမှာ ကျွန်တော်မြင်ရအောင်အဲ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 ့ဒီလိုပုံကိုမွေအကြောင်းပြောတယ်လော်ကီစီးစိမ်အကြောင်းပြောတယ်ဖះကိုကိုကိုင်ဖះစီရရမယ်ဆိုတော့အကြောင်းပြောတဲ့သူတွေဒါဆိုလို့ရှိရင်တော့သူတို့ဘာပြောကြမလဲဆိုအဲ့ဒါကိုသူတို့ရှိမြအကုန်ပြီးခဲ့ရှူရီပီကိုရောက်သွားလို့ရှိရင်လေထပ်ပြီးပါအောင်ဆိုပြီးတော့သူဘာလုပ်အောင်မလဲပြောအောင်ပါပဲအဲ့ဒါသူတို့ရဲ့ဘာလဲဆိုလို့ရှိရင်အကျင့်စရိုက် ဒါဒါကျွန်တော်ပေါင်းပေါင်းမြင်လို့ရတယ်။ဒီမှာအီလိရှေရတော့ဒီလိုလုံးဝမဟုတ်ဘူး။ရတယ်။ရတယ်။ငါမယူဘူး။ငါဖျားသခင်နဲ့နေတယ်။ငါဖျားသခင်နဲ့အတူနေရတဲ့အတွက်ကြောင့်မလို့ငါတွေအကုန်လုံးလုံလောက်တယ်။အဲ့ဒါစစ်မှန်တဲ့အကျိုးစီးပွားသူ့ထဲမှာညီတက်မှုရှိနေရဆိုတော့ပြီးရတယ်။ဘာလည်းမရှိဘူးဆိုတော့လောဘလည်းမရှိဘူး။အရင်ခွန်အားရပါအဲ့ဒီဖြစ်ပြတာကျွန်တော်တယောက်ချင်းစီတိုင်းအဲ့ဒါကိုသင်ယူဖို့လိုပါဖျားဝတ်နိုင်မွေးလျောခြင်းတည် စစ်မှန်သောအကျိုးစီးပွားဖြစ်တယ်ဆိုတာရောက်ရည်သောစိတ်ပါတယ်ဆိုလို့ရှိရင်စစ်မှန်တဲ့အကျိုးစီးပွားဖြစ်တယ်ဆိုတာတွေ့ရပါတယ်လောဘတက်ပြီးတော့မှသူကျွန်ကပြန်သွားတော့မှသွားတောင်းလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီနိမိန်ရဲ့နုနာကိုသူရသွားတယ်ဆိုတာကိုကျွန်တော်အားလုံးဒါသိပြီးသားဖြစ်တယ်ဆိုတာတွေ့ရတယ်လောဘနဲ့သွားတဲ့သူကဒုက္ခရောက်သွားတယ်ဒါကြောင့် ဖျားဝတ်၌မွေ့လျော်တဲ့အခါမှာလောဘမရှိပါဘူး။ဖျားဝတ်၌မွေ့လျော်ခြင်းဟာရောက်ရတဲ့စိတ်ရှိပြီးတော့မှအရာအလုံးကြီးနှက်ပြီးတော့မှหนีရတူတရားဖြစ်တယ်။အဲ့ဒါသာအတွင်းထဲမှာစစ်မှန်တဲ့အကျိုးစီးပွားအမှန်ဖြစ်တယ်ဆိုတဲ့ကြောင့်လေးကိုဒီညကျွန်တော်တို့တူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။အားလုံးပေါ်မှာဖျားကင်တာကြီးကောင်းကြီးပြပါစေ။